်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျဆရာကတော့ပုံနေတော့နတ်ခတ်ပေရင်ဆရာပြမနာသိတိဖြစ်ပါတယ်အခုဗီဒီယိုလေးကတော့အင်္ဂါနေ့နံဖွာဆရာမိတ်ဆွေများအတွက်2025ခု6လပိုင်းအတွက်ပုံနေတော့နတ်ခတ်ပေရင်တလားစာဟောစနလေးပဲဖြစ်ပါတယ်2025ခု6လပိုင်းအတွက်ကောစာနက်ခတ်ကြိုရာတီခွင့်ရအင်္ဂါနေ့နံဖွာသားသမီးများခင်ဗျာဒီလကအင်္ဂါနေ့နံဖွာတွေအတွက်ကန်စာတာတက်ရတဲ့လတလအနေနဲ့ရှိပါတယ်ကန်အကျိုးကျေးဇူးအထူးထွေအထွေထွေအထူးထူး ဖြစ်မယ်။ကံစားတာထောက်ပံ့မှုအကောင်မယ်။စီးပွားကံစားတာအကောင်ဘက်ကိုတလာလုံးရောက်ရှိနေပြီးတော့ဆရာတို့လလည်း15ရက်ကစားလို့လကောင်အထိနော်ဘုံတော်ဦးနဲ့နန်းယာဟုနဲ့နန်းတာသမီတွေရှောင်ရှားတင်ပါတယ်။မြောက်ရက်ခရီးကိုစီးပွားကံအရာ6လပိုင်းတလာလုံးတင့်တော်ပြီးတော့မှရွှေရတနာတိုးမယ်။ရှောင်ရမှာကတောင်ရက်နဲ့အနောက်မြောက်အရက်တွေမှာ14ရက်နေ့နောက်ပိုင်းညအိညနေခရီးတို့ခရီးရှင်များရှောင်ရမှာဖြစ်ပါတယ်။ သွားလာမိလို့ရှိရင်အကျိုးမဲ့ဖြစ်တတ်ပါတယ်စိတ်ဆင်းရဲတတ်ပါတယ်ပြီးတော့နိုင်ငံခြားကန်စားတာအနေနဲ့15ရက်ကနေလကောင်30ရက်နေအတော်အတွင်းမှာဒေတာကြားရေကြားမြေကြားခရီးထွက်တာလုံးဝရှောင်ရှားတင်ပါတယ် Yahoo ဂျုံနဲ့တမသက်တက်တဲ့ကြီးရက်တည်နေတာမို့လို့ဆရာတို့စကားအပြောအဆိုကတိကဝတ်မမြဲတာစကားမတည်မြဲတာလေယောကဖြစ်တာတနည်းအားဖြင့်ရာသူတုမှဆိုလို့ရှိရင်လေပြင်းမုန်တိုင်းတက်တာဆတဲ့အခြေအနေတွေမျိုးတွေမှာကိုယ်နဲ့သွားပြီးတော့မှတိုက်ဆိုင်နေရတတ်ပါတယ် ကျန်းမာရေးကန်ဆာတာမှာလေယောဂါဝမ်းပိုင်းနဲ့ဆိုင်တဲ့ယောဂါအစာမကြေခြင်းစတဲ့ယောဂါမျိုးတွေအင်္ဂါနေ့နံသားသမီးတွေမှာ ပေါ်တတ်ပါတယ်အဓိကသတိထားမယ့်ကာလက15ရက်နေ့ကနေလကုန်30ရက်နေ့အတွင်းဖြစ်ပါတယ်ကျန်းမာရေးကန်ဆာတာမှာလည်းပဲ15ရက်နောက်ပိုင်းမှာအញ្ញမ်းရှိရလို့ကောစာဂျိုနက်ကအပြောင်းလဲတွေဟာပေါ်ပြနေပါတယ်လူမှုရေးရာကန်ဆာတာအနေနဲ့အများနဲ့ဆက်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 တဲ့လုပ်ငန်းတွေနော်ပရာဟိတအသင်းတွေမှာဝင်ရောက်ကူညီတာမျိုးတွေလုပ်တင်ပါတယ် အလူအတန်းတွေမှာဖော်ဆောင်ရတဲ့ပါအလူအတန်းတွေဖော်ဆောင်ရတဲ့အခါကာလဖြစ်ပါတယ်လူမှုရေးရအကူကြီးအလောက်ကင်တွေအောင်မြင်ရတဲ့အခါကာလလည်းဖြစ်ပါတယ်ရှောင်းရမှာကဗုဒ္ဓဘုရားသမီးဒါမှမဟုတ်လို့ရှိရင်ယာဟုအချိန်မှာမွေးတဲ့ယာဟုသာသမီးတွေကိုငွေကြီးအာမခံတာလူမှုရေးအရာအကူကြီးပေးတာမျိုးတွေကို14ရက်နေ့ကနေလကုန်30ရက်နေ့အထိလုံးဝရှောင်ရှားတင်ပါတယ်အရက်သေးစာတောက်စားတတ်သူများနော်ဒီအမှုခင်အော်တတ်ပါတယ်ပြဿနာတတ်တတ်ပါတယ် အချုပ်ထောင်အစားသဖြင့်အမူခင်ကိစ္စတွေမှာရင်ဆိုင်ရတတ်ပါတယ်။တတိထားပြီးတော့ရှောင်းတင်တာရှောင်းလို့ရှိရင်ဒီကိစ္စတွေအလယ်လွယ်နေတခုကြော်လွားနိုင်ပါလိမ့်မယ်။အခြေရေးကန်စားတာအိမ်ဆောင်ရေးကန်စားတာမှာကန်စားတာအကြပတ်ဖြစ်နေတာမို့လို့အပြောဆိုတတိပြုဖို့တိကံစိတ်ရှည်ပေးတတ်ဖို့အထူးလိုအပ်ပါတယ်။ပြုတ်ရွယ်သူများအခြေရေးကန်စားတာမှာလည်းပြဿနာတက်တက်တဲ့အနေအထားဖြစ်ပါတယ်။စိတ်ညစ်ရတတ်တဲ့အခါကာလဖြစ်တာမို့လို့ နော်အခါကာလများနေတာမလို့အထူးသတိပြုဖို့ဆရာအကြံပေးလိုပါတယ်။အင်္ဂါနဲ့နဲ့ကုံဝန်ဆောင်အမျိုးသမီးတွေအတွက်ဒီလအတွက်မီးဖွားမယ်ဆိုလို့ရှင်တောင်ရက်အနောက်မြောက်အရက်တွေမှာရှိတဲ့စေယုံစေပေကံမျိုးကိုရှောင်ရှားသင့်ပါတယ်။ပညာရေးကံစားတာမှာတရက်နေ့ကနေ14ရက်နေ့အတွင်းညံ့နေပြီးတော့မှ15ရက်ကနေလကုံအတွင်းကံစားတာကောင်းပါတယ်။ပညာဉာဏ်ကိုမိပြီးတော့လောက်ကင်သူများယာတုဌာနန္တရအတွက် ဆာမိုဝဲဖြည့်ဆုံးမဲ့သူများအတွက်ဒီလရဲ့ကန်စာတာအားက15ရက်နောက်ပိုင်းမှာကန်စာတာအားကောင်းမှဖြစ်လို့ရှင်းရက်တွေမှာတိုက်ဆိုင်ခဲ့သည်ရှိသောတပြည့်ရွက်6ရွက်ဒါမှမဟုတ်လို့ရှင်တင်းညွတ်ချောင်းညွတ်ကိုအဆောင်ရတရားအနေနဲ့စောင်းယူပြီးစူးစမ်းမှပြင်ပမှန်မှန်စူးစမ်းမှုရဲ့အသေးပွင့်တွေကိုအပြေးအဝဆွယူနိုင်မှာဖြစ်ပါတယ်တပားသူအားလည်းတကြပါတော့အဖျော်တမျိုးမျိုးတိုက်တာဒါမှမဟုတ်လို့ရှင်လူတာစသဖြင့်ပြုလုပ်ပေးပါ6လပိုင်းအတွက်ကံအကျိုးပေးအားကောင်းတဲ့ကနန်းတင်ချာအနေနဲ့ 2 5 6စတဲ့ကဏန်းတွေကို စာရွက်အဖြူတွဲရပုံမှာဆော့ပင်လေးနဲ့ရေးပြီးတော့ကိုယ့်ရဲ့ငိုရင်အိတ်ကိုယ့်ရဲ့ပတ်စံအိတ်လေးထဲမှာကိုယ်ပိုင်ငွေကြေးထားရနေရမှာငွေတွေနဲ့အတူအဆောင်ရတရားအဖြစ်ထားကြည့်ကြဖို့ဆရာအကြံပေးလိုပါတယ်ထုံငွေများမြဲခြင်းအကျိုးတစုံတရာ မရှိဘဲကုန်ငန်းခြင်းနေရာနေကာကွယ်နိုင်ပါလိမ့်မယ်လက်လာပါကံပွင့်တာတွေလည်းကြုံရပါလိမ့်မယ်ပြီးတော့ဒီကဏန်းတွေကိုငွေကြေးကိစ္စ နော်စာရုံစာတမ်းကိစ္စအယောင်းဝယ်အမြင်အစွန်းများလို့တဲ့ကိစ္စတွေမှာအချိန်ကာလအနေနဲ့တော့၎င်းရက်စွဲအနေနဲ့တော့၎င်းတိုက်ဆိုင်ပြီးတော့မှတည်တည်ကြာကြာအသုံးချကြည့်ဖို့ဆရာအကြံပေးလိုပါတယ်မိမိရဲ့ကုသိုလ်ကံအပေါ်မူတည်ပြီးတော့မှအကျိုးစီးပွားကံအကျိုးပေးအကောင်းအထည်တွေကိုကိုယ်တိုင်ကြုံရပါလိမ့်မယ်ထိုစာရွက်အပိုင်းစာလေးတွေကို6လပိုင်းလကုန်တဲ့အခါအဆောင်ဓာတ်ရတရားပစ္စည်းဖြစ်တဲ့အတွက်တန်ရှင်းတဲ့မြေချောင်းတွေမှာရေရှင်မှာစွန့်ရမှာဖြစ်ပါတယ် အင်္ဂါနေ့နံသာသမီများအတွက်6လပိုင်းအထူးရတရားအနေနဲ့မိမိရဲ့နေ့နံဖရာအရှိတောင်တောင်ဖရာဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့အိမ်ဖရာမှာငှပြောသည့်ရှင်လုံးဒါမှမဟုတ်လို့ရှင်ရှစ်စိတ်ကတ်လူပေးပါဇင်းညွတ်ရှင်ညွတ်ကတ်လူပါတဏ္ဍရတရားတသက်ဖြစ်တာမလို့အဲ့ဒါမရလို့ရှင်တခြားအလူပစ္စည်းနဲ့ဓာတ်ရတရားမမြောက်ပါဘူးလှူရမယ့်အချိန်ကာလအနေနဲ့မနက်9နာရီနဲ့မနက်7နာရီအတွင်းလှူပေးရမှာဖြစ်ပါတယ်အထူးသဖြင့်3ရက်10ရက်18ရက်24ရက် နော်အင်္ဂါနေ့တွေမှာအထူးကတ်လူပေးရမှာဖြစ်ပါတယ်ဖြောင်းတိုင်းရှက်တိုင်းအမွေးတိုင်းရှက်တိုင်းမိထုံးပူဇော်ပေးရပါမယ်အင်္ဂါနေ့နဲ့တာသမီများအဆင်ပြေကြဖို့ဆရာဒီကနေ့ဆူတောင်းမြတ်တာပို့တာပါတယ်ဆရာစီမှာနက္ခတ်ကန်စရာတွက်လို့သူများစီဝါရဲ့အခြေရေးအိမ်ထောင်ရေးကျမ်းမာရေးပညာရေးလူမှုရေးကိစ္စအဝေါ်အဝါနဲ့ပတ်သက်ပြီးတော့အနေနဲ့အရေးအကန်နဲ့ဓာတ်ရိုက်ဆွေးနွေး ဆက်သွယ်ဆွေးနွေးမေးမြန်းလိုသူများရှိလို့ရှင်ဆရာရဲ့ဖုန်းနံပါတ်309 956 11 89304ကနေတိုက်ရိုက်တော်၎င်း WhatsApp Viber တွေကနေတော့၎င်းဆက်သွယ်မေးမြန်းလို့ရပါတယ်။ညံပူဇော်ကဆရာ1000ကျပ်သတ်မှတ်ပေးထားပါတယ်။ဟောကန်လိပ်စာကတော့35လမ်းနဲ့83လမ်းတောင်ချမ်းရင်တာဆိုင်မြို့နဲ့ဘော်ဒီကွန်ပုံနဲ့စုမန်လေးမြို့ဖြစ်ပါတယ်နော်။ အင်္ဂါနေ့နံဖွာတာတင်တဲ့အားလုံးကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့6လပိုင်းတလာလုံးမှာဘေးပရာခတ်သိမ်းအပူခတ်သိမ်းကင်းရှင်းကြစေပြီးတော့မှအဆင်ပြေအောင်မြင်ကြစေဖို့ဆရာဆုတောင်းပေးရင်လည်းအင်္ဂါနေ့နံတာတင်များတလားဆောင်ဟောစနေလေးကိုဆရာဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အင်္ဂါနေ့နံတာတင်များအားလုံးအဆင်ပြေအောင်မြင်ကြပါစေခင်ဗျာ